အားလုံးပဲမင်္ဂလာပါဒီနေ့နိုဘလာ7ရက်နိုဘလာ7ရက်နေ့မှာတော့ဒီကြောက်ဖြူမျိုးအဝင်တိုင်းချောင်းရွာနဲ့တိုင်းချောင်းစီကိုနေပြီးတော့စက္ကဆကပြန်လေထိန်းချုပ်လိုက်ပြီဆိုတဲ့ဟာကိုတော့စက္ကဆရဲ့ lobby တွေကနေပြီးတော့တော့တည်င်းဓာတ်ပုံဝေးဝေးဆဆာနဲ့ပေါ်ပြထားတဲ့အကြောင်းအရာတွေဖြစ်တယ်ဆိုတော့ဒီကြောက်ဖြူရဲ့မျိုးအဝင်ကိုအရင်တော့က A ကနေပြီးတော့တင်ပိုက်ထားတာဖြစ်တယ်ထိန်းချုပ်ထားတာဖြစ်တယ်ဆိုတော့ဟိုဖက်ကနေပြီးတော့ navy ရဲ့ပြီးလို့ရှိရင်တော့လေချောင်းရဲ့ အခုကုန်းချောင်းရပေါ့ကြီးတိုက်ရတုံးခုပေါင်းပြီးတော့တိုက်တယ်ပြီးလို့ရှိရင်လူအားနဲ့ငါလူတကက်လူလိုင်းလုံးနဲ့သူတို့သွင်းတယ်တော့သွင်းပြီးတော့တိုက်တဲ့ခါကျတော့အခုကြောက်ဖြူရဲ့မျိုးအဝေးမှာအဲ့ဒီတိုင်းချောင်းရွာဆိုတာရှိတယ်နော်အဲ့ဒီတိုင်းချောင်းရွာမှာဆေရှိတယ်နော်အဲ့ဒီဆေမှာစကားစတတ်ဖွဲ့တဲ့အရင်တော့ကအဲ့ဒီမှာရှိတယ်ရှိတဲ့ခါကျတော့အေကတိုက်ထုတ်လိုက်တယ်သူတို့ထွက်ပြေးသွားတယ်အခုအဲ့ဒီဟာကိုနေပြီးတော့စကဆကနေပြီးတော့ပြန်ပြီးတော့ထိ ंछ ုပ်လိုက်တယ်ဆိုတဲ့ဟာကိုဟိုဖက်ကဘောမတွေကတော့တကိတ်တင်း တ်ပုံတွေဝဲဝဲဆဆာနဲ့ဖျက်ထားတဲ့เนาะအကြောင်းအရာတွေတွေ့ရတယ်နောက်တစ်ခုကဒီ Skytime Wallet မျိုးနေမှာလတ်တော်ရွာဆိုတာရှိတယ်အဲ့ဒါကိုနေပြီးတော့ဆက်ကဆာကဝင်ပြီးတော့မီးရှို့တယ်เนาะမီးရှို့တဲ့ခါကျတော့အဲ့ဒီမှာအင်ချီပေါင်း80เนาะပြာချသွားတယ်ဆိုတော့တည်င်းတပ်ပုံတွေကိုကျွန်တော်တို့တွေ့ရတယ်နေ့စဉ်နဲ့အမြကျွန်တော်တို့တွေ့ရတဲ့တည်င်းတပ်ပုံကတော့မီးရှို့တဲ့တပ်ပုံပဲเนาะဆက်ကဆာကမီးရှို့တယ်ဆက်ကဆာကမီးရှို့တယ်ဟိုနေရာမှာသွားလဲမီးရှို့တယ်ဒီနေရာမှာသွားလဲမီးရှို့တယ်ဆိုတော့ဒီမီးရှို့တဲ့ လက်နက်ကစကားစကားတွတ်တွင်းချီချီသုံးနေတယ်ဒီနေ့ထက်ထိနိုင်ငံတကာကဘာတခုမှအပြစ်ယူလို့မရဘူးเนาะအဲ့ဒီမှာ တကယ်ရဆွေးမှုကျူးလွန်နေဘာဖြစ်တယ်ညာဖြစ်တယ်နဲ့သူ့ကိုအရေးယူဖို့တင့်ပြီเนาะကုလသမဂ္ဂလည်းအရေးယူဖို့တင့်ပြီဒါပေမဲ့ဒီနေ့ထက်ထိစကားစကားမီးရှို့တယ်ဒါပေမဲ့ဒီနေ့ထက်ထိအရေးယူလို့မရသေးဘူးเนาะသူတို့မတ်ချက်လည်းရှိတယ်ဆိုတာတော့เนาะအဲ့ဒီဘက်မှာဒီဘက်ကအကုန်လုံးတည်င်းတပ်ပုံတော့ထောက်ထားလို့ယူထားတယ်လို့ဒါပြောတာထောက်ထားပေါင်းဘယ်လောက်ရှိတယ်ဗီဒီယိုပေါင်းကဘယ်လောက်ရှိတယ် ဒီနေ့ထက်ထယူလို့မရဘူးဒီနေ့ထက်ထစကားစမင်းရှုံးနေတော့မယ်ဆိုတော့ဒီဖက်ဒေါ်လာရဲ့ဖက်ကလူတွေကအဲ့ဒါကိုကြောက်တယ်เนาะအဲ့ဒါကိုမလုံးရဲဘူးစကားစဝါဒဖျက်မှာစိုးလို့စကားစကအဲ့ဒီတပ်ပုံလို့နဲ့သူများလုံးမှာစိုးလို့သူတို့ကနာမည်ဖျက်မှာစိုးလို့စသည်ဖြင့်ဒီအကြောင်းအရာတွေနဲ့လုံးဝဒီဖက်ဒေါ်လာရဲ့ဖွဲ့တွေကမလုပ်ဘူးတကယ်တမ်းဒေါ်လာရဲ့အဖွဲ့တွေကလုပ်တယ်ဆိုလို့ရှိရင်เนาะဒီတိုက်တဲ့ PDF တွေတော့မလုပ်ဘူးเนาะပြည်သူတွေအကုန်လုံးပါဝင်နေတာပဲပြည်သူတွေအကုန်လုံးဒီဖက်မှာရှိနေတာပဲ ဲ့တော့မိရှုလို့ရကြည့်ဆိုလို့ရှိရင်ပြည်သူလူထုလည်းမိရှုလို့ရတာပဲเนาะစက္ကဆိုင်ရဲ့နေရာတွေကိုမိကွင်းပြစ်လိုက်တဲ့ညအမောင်းမှာလူတယောက်ထစ်သွားလို့လို့လေးရတာပဲအဲ့တော့လူတယောက်ထစ်သွားလို့အဲ့ဒီမှာဒီ စကားဆိုင်ရဲ့စခန်းတွေကိုသူတို့ရဲ့နေအိမ်တွေကိုစသည်ဖြင့်ပြည်သူလူထုနဲ့အနီးကပ်ဆုံးမှရှိနေကြတာပဲအဲ့ဒါတွေနဲ့အကုန်လုံးလုပ်လို့ရတယ်เนาะအဲ့ဒီနီးစနစ်နဲ့မအလာလုပ်တဲ့နီးစနစ်နဲ့ကိုပြန်ပြီးတော့တုံ့ပြန်မယ်ဆိုလို့ရှိရင်เนาะပြည်သူလူထုအရောက်တိုင်းပါလို့ရတယ်เนาะပြည်သူလူထုအရောက်တိုင်းတယောက်စီတယောက်စီရတဲ့နေရာမှာရတဲ့နီးနဲ့ဒီလိုလုပ်လို့ရတယ်เนาะရတယ်ဆိုတော့ပြည်သူလူထုတွေလုပ်တာကပို့ပြီးတော့ဒီ PDF တွေလုပ်တာထက်ပို့ပြီးတော့ကောင်းတယ်ဘာဖြစ်ဆိုတော့သူတို့ကပြည်သူလူထုတွေဖြစ်တယ်เนาะဘယ်မှာနေမှန်းလည်းမသိဘူး ဆိုတော့ဒီမိရှိုးတဲ့လောက်ကတကစ်လွေတဲ့အလုပ်ပဲလေနော်မိခွန်းကိုပြစ်လိုက်တယ်နော်မိလောင်အောင်သူတို့ရှိုးလိုက်တယ်မိလောင်နေဆိုတာအင်တလုံးကမိလောင်ပြီဆိုလို့ရှိရဲ့နော်တာတာတော်ခက်တာပဲနော်လူအများကြီးတောင်းရတယ်ဆိုတော့နဲအဲ့ဒီမှာ yes ခန်းတို့တတ်တို့စသည်ဖြင့်ဒီနေရာတွေမှာလုံကျွန်းစေတဲ့နေရာတွေအများကြီးရှိတယ်လေအဲ့ဒါကိုရှိုးလိုက်လို့ရှိရဲ့နော်အင်တလုံးလောင်လို့ရှိရဲ့အများကြီးပဲအဲ့ဒီမှာသူတို့ဒုက္ခရောက်တာပဲဆိုတော့ဒီတတ်တွေကိုနော် yes ခန်းတွေကိုကျွန်တော်တို့မိရှိုးလို့မရဘူးလား ကျွန်တော်တို့ရတာပေါ့အများကြီးလုံးလို့ရတာပေါ့ဒါကိုလို့အခွင့်ရေချိုးဖောက်တာတို့ဘာတို့ရာနဲ့ဒီဖက်ကလူတွေကတော်တော်ကိုရှောင်းတယ်နော်စကားစကားဒါကိုအတိကဗျူဟာစစ်ဗျူဟာတခုအနေနဲ့သူတို့ကယူပြီးတော့လက်နက်ကောင်းတကယ်အကောင်းဆုံးကမီးရှို့တာပဲနော်ပြည်သူလူထုတို့မနေနိုင်အောင်သူတို့မီးရှို့လိုက်တယ်ပြီးရောနော်အဲ့လိုမျိုးမီးရှို့တဲ့နီးစနစ်ကိုသူတို့သုံးလို့ရှိရင်ဒီစကားစတို့ကတော့မှသူတို့တန်ကျဲထုံးနေလို့ရတယ်နော်ထုံးနေလို့ရတယ်ဆိုတော့ဒီဟာကိုပြည်သူလူထုတွေကလည်းကျွန်တော်တို့သိဖို့လိုလိမ့်မယ်ထင်တယ်ကျွန်တော်အမြင်ကိုပြောတာအဲ့ဒီ PDF တွေလည်းဒီလိုပဲ နော်ဒါကိုတုံးလို့ရှိရင်စကားစကားဘာတုံးလဲတုံးတဲ့နည်းလို့တော်တော်တုံးမယ်ဆိုတော့နော်တကယ်လူအခွင့်ရချိုးဖောက်တဲ့ပုံစံမျိုးမဖြစ်အောင်စကားစရဲ့တက်တွေကိုပဲသွားတာလေပြည်သူလူထုတွေရဲ့နေမြေတွေကိုသွားတာမှမဟုတ်တာနော်အဲ့ဒီမှာရှိုးတော့မှမဟုတ်တာဆိုတော့ဒါကတော့ကျွန်တော်တို့အပြန်အလှန်ဒီလိုလုပ်လို့ရှိရင်သူတို့နည်းနည်းရက်တန်းသွားမလားမသိဘူးနော်တံပြန်ထိုးစစ်အနေနဲ့အဲ့လိုမျိုးမီးရှို့တဲ့ထိုးစစ်ကိုလုပ်လို့ရှိရင်တော့တော်တော်ကောင်းမယ်လို့ပဲထင်တာပဲနော်အင်းအလုံးပေါင်း80ပြားချသွားတယ်ကြည့်ပါဦးနော်အင်းတလုံးတလုံးဆောက်ဖို့ကနည်းတော့မဟုတ်ဘူးကျွန်တော်တို့အတွက်อ่ะနော် ိုက်ဆံတဲ့အများကြီးကုန်တဲ့အချင်းနဲ့အများကြီးကုန်တဲ့မနစ်ကျူစားရတဲ့မြန်မာပြည်မှာဆိုလို့ရှိရင်တွတ်တချက်ရဖို့အတွက်ကတော့အများကြီးစုပြီးတော့တိုင်တလုံးရဖို့အတွက်အများကြီးစုပြီးတော့အိမ်တလုံးကိုဆောက်တယ်နော်စကားစားဝင်ပြီးတော့မိရှုလိုက်တယ်။နိုင်ရီပိုင်းတွဲမှနေအကုန်လုံးပြာချသွားတယ်။အဲ့ဒါတွေကတကယ်မလုတ်တဲ့အရာတွေပဲ။နော်ဒါပေမဲ့ဒီဖက်ကတော်လင်းရဖွင့်တယ်ကဒါကိုသိတယ်ကျွန်တော်တို့ရှောင်းတယ်။စကားစားဒီနေ့ထက်တိမရှောင်းဘူး။ဒီနေ့ထက်တိလို့ခွင်းကိုချိုးဖောက်ပြီးတော့နိုင်ငံတကာမှာဘေးတရားရုံးမှကျွန်တော်တို့သူ့ကိုခေါ်တာမရှိသေးဘူး။နော် သူကဖာမန်ထုတ်တာလည်းမရှိဘူးအာဂျင်တီးနာဖာမန်ထုတ်တယ်ဘာခုမှကျုံွယ်ဘူးစိုက်တဲ့နေရာသွားနေတာပဲเนาะသွားနေတာပဲအဲ့ဒါကိုချစ်ချင်းအပြည့်ကျွန်တော်တို့ကတော့တံပြန်ထိုးစစ်ရတော့လုတ်သိမ့်ပြီလို့ကျွန်တော်တို့ထင်တယ်မီးတံပြန်ထိုးစစ်ပေါ့နောက်တစ်ခုကနေပြီးတော့ပြီးတော့နေမြေဥထအဲ့ဒီမှာအမန်လောင်ဘူလတ်လရွှေကနေပြီးတော့ပြောလိုက်တယ်အဲ့ဒီ message ဆေးရုံမှုနေမှာဘာပြောလိုက်လဲဆိုလို့ချင်းဘူချုပ်ထွန်းမြေနိုင်ရှိတဲ့နေရာကိုပုံချေပြီးလို့ရှိရင်တော့အဲ့ဒီမှာသပုံဖူသမ ्या အကောင်လုံးချေမုံအပြက်ချေမုံအမြစ်ဖြက် စတဲ့ကဲအဲ့ဒီဟာကိုလုတ်ကိုလုတ်ရမယ်ဆိုရင်တော့ဘူးလက်လက်ရွှေကပြောတယ်။နောက်ပြောလိုက်တဲ့ခါကျတော့ကျွန်တော်တို့ AA ကဘလို့တုံးပြန်မလဲ။ဆိုတဲ့ဟာကိုကျွန်တော်တို့ကတော်တော်စိတ်ဝင်စားစရာကောင်းတယ်နော်စိတ်ဝင်စားစရာကောင်းတယ်။ဆိုတော့ဘူးလက်လက်ရွှေကတော့အဲ့လိုမျိုးပြောလိုက်ပြီးနောက်ပြောလိုက်ပြီးဘူးလက်လက်ရွှေကတော့ပြောလိုက်လို့ရှိရင်တော့နော်သူကတော့ပေါက်ကပြောတယ်သူကတော့နော်လူများတွေအဲ့ဒါကြောင့်သူရဲ့နော်ပြောဆိုချက်တွေကိုလူတွေကတော်တော် attention ဖြစ်တယ်နော်။သူပေါက်လို့ပေးစားပြောတယ်ကြိုက်တယ်လို့ပြောတယ်မစင်မချင်းပြောတယ်အဲ့ဒါကြောင့်သူ့ရဲ့နာမည်ကဘူးလန်လာရွှေလို့ခေါ်တယ်ဟုတ်တော့တော်မှာတော်မှာ နော်အဲ့ဒီမှာညင်းချဲလက်နဲ့ခလုံးလားမရလို့ရှိရင် bullet ဆိုတော့တနက်ရက်ကြီးဆန်ကြီးဆန်ကိုပေးလိုက်အင်္ဂလိပ်လိုက bullet ပေါ့အဲ့ဒါကိုအသွေးရနာမည်အခု bullet လှရွှေဆိုတာနာမည်တွင်သွားတယ်နော်နာမည်တွင်သွားတယ်အဲ့လိုမျိုးပေါက်ကရောက်ပြောလို့နောက်တစ်ခုကမခွေးတိုင်းဇလင်းမျိုးပေါ်မှာရှိတဲ့ရက်ွက်တွေမှာဆိုလို့ရှိရင်တော့လူငယ်တွေကိုဖမ်းတယ်နော်အပိုက်စင်စစ်ကိုအခုဒီပီတုစစ်တွေကိုခေါ်တဲ့ခါကျတော့အပိုက်စင်စစ်ကိုရှိပြီအဲ့ဒီလူငယ်အယောက်ပေါင်းနော်25ယောက်ကိုဖမ်းဆီးသွားတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်ဆိုတော့ဒေါ်လာရဲ့အတွက်အနှောက်အယှက်ဖြစ်တယ်ဆိုတာ เนาะดอลลาร์ရဲ့အဖွဲ့တွေကအခုသိပြီအဲ့ဒါကို NUG ကအရင်တော့ကလုတ်ရဲလုတ်ချက်ပေးရင်ပေးချက်သူတို့ကသူတို့တနက်နဲ့သူတို့လုံမဲပါမင်ညာမင်းနဲ့အခုကြတော့အဲ့ဒီဟာကိုဘာမှမတားနိုင်ဘူးဆိုတော့အခုရွက်ကောက်ပွက်လာပြန်ပြီရွက်ကောက်ပွက်လုတ်ရဲလုတ်ချက်အာဆိုပြန်ပြီအခုရွက်ကောက်ပွက်တွေနော်ပါတီတွေမဲဆွနေပြီဘာတစ်ခုမှမလုတ်နိုင်ဘူးနော်ဘာတစ်ခုမှမလုတ်နိုင်ဘူးဆိုတော့ NUG ကတော့ NUG အကြောင်းကိုပြောလို့ရှိရင်တော့ဒါကျွန်တော်တို့တကယ့်အញ្ញံဖြင်းဆုံး အစိုးရထက်မှာပါတယ်သူသူစစ်တွေကိုသူတို့ကလုတ်တဲ့အချိန်မှာနော်ထိထိရရောက်ကာကွယ်ဖို့အတွက်သူတို့ဘာမှမလုပ်နိုင်ဘူးနော်မလုပ်နိုင်ဘူးပစပဲအော်ကြေအော်ကြေအခုကတော့သူတို့ခံပြီနော်သူတို့ကလူကိုကတည်းကဘာမှတိုက်တာမှမဟုတ်တာခံမဲ့လူတွေမှမဟုတ်တာနော်ဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်အစိုးကြောတွေဒီအောင်လာတို့ဝေလာတို့ဘယ်လိုရှိရင်ဖောကာတို့ဘယ်လိုရှိရင်ရဲရဲအောင်ဘယ်လိုရှိရင်အောင်ထက်ဖြိုးမြတ်အောင်တို့နိခေဇော်တို့မီဆန်ဒီတို့ချမ်းမြေမုံချိုတို့မေလာတန်စင်တို့အင်ချစ်တို့အေးမြဖြူတို့ပြီးလို့ရှိရင်တော့ ဒီလီမော်တီတို့စသည်ဖြင့်ဒီအဆိုးရွားတွေကိုနေပြီးတော့အခုဝါဒဖြန့်ဒီတပ်ပုံတွေရိုက်ခိုင်းတယ်ဝါဒဖြန့်ခိုင်းတယ်ရုပ်ကောက်ပွဲကိုဝါဒဖြန့်တာပေါ့ဝီရုပ်ကောက်ပွဲကကျွန်တော်တို့ဝင်တင်းတယ်မဝင်တင်းဘူးအစသည်ဖြင့်ရုပ်ကောက်ပွဲဆိုလို့ရှိရင်နောက်ပြည်သူလူထုတွေထွက်ပေါက်ဖြစ်တဲ့စသည်ဖြင့်အဲ့ဒီဟာတွေနဲ့နောက်သူတို့ဝါဒဖြန့်ဖို့အတွက်ဒီအဆိုးရွားတွေကိုနော်ကျွန်တော်တို့မိုင်းလုံးဖျားပေးနေတယ် ဘာဖြစ်လဲဆိုတော့နေတိုးလို့ဇက်ကနဲ့စတယ်နော်နေတိုးဇက်ကရိုက်တဲ့ခါကျတော့နော်ဒီဖက်ကဘွိုက်ခေါ်တော့ဗါနဲ့လုတဲ့ခါကျတော့အဲ့ဒါကိုနေပြီးတော့တို့အေးပေါ်ခေါ်တယ်အားလုံးလေးပေါင်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဖိအားပေးတယ်ခုကအဲ့ဒီဇန်နာနေပြီးတော့စတာနော်ဆိုတော့အခုအစိုးကျော်တွေမင်းသမီးတွေမင်းသားတွေအကုန်လုံးဖိအားပေးခံရတယ်ဒါမှကရောအဲ့ဒါမှနောက်တစ်ခုကဒီစကဆရဲ့တံပြန်ထိုးစစ်ကိုနေပြီးတော့ခံမှန်းလို့မရဘူးနော်ခံမှန်းလို့မရဘူးဒါပေမဲ့ ပူပေါင်းပြီးတော့ပြင်ဆင်ဖို့အတွက်စီးရဲရဲနိုင်ငံရဲရဲစီးပွားရေးရဲစသည်ဖြင့်ဒီဟာတွေကိုပူပေါင်းပြီးတော့ဆောင်ရွက်မယ်ဆိုပြီးမှ CB တော့ဖို့ဘက်မှာ Chin Brother ပေါ့နော် Chin Brother အဖွဲ့နဲ့ဒီ AA နဲ့ပူပေါင်းပြီးတော့သူတို့ဆွေးနွေးကြတယ်အဲ့ဒါမှမိုးချိုထွန်းမြုံနိုင်ကိုနိုင်သွားတယ်ဆိုတော့အဲ့ဒါကတော့ဘူလာလရွှေအတွက်ကို signal ပြလိုက်တာပေါ့ signal ပြလိုက်တာပေါ့မင်းတို့ဒီလိုလုပ်လို့ရှိရင်ငါတို့မဟာမိတ်တွေရှိတယ်เนาะဒီမဟာမိတ်တွေနဲ့မင်းတို့ငါတို့ဘယ်လိုလုပ်မလဲဆိုတာ ရေးလိုက်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်အခု chamber ကနေ AA နဲ့သွားတွေးပြီးတော့သွားတွေးပြီးတော့သူတို့ဘယ်လိုလုပ်ရမလဲချင်းဖက်ဝင်လို့ရှင်ဘယ်လိုသမားရမလဲဆိုတော့အဲ့ဒီပဲတော့တော့ချင်းဖက်ဝင်လာဖို့ရှိတယ်ချင်းဖက်မလွတ်လို့ရှင် AA ခိုင်ကောရောက်စရာအကြောင်းမရှိဘူးမကွေးမကွေးမှလည်းအဲ့ဒီမှာနေဆက်မှာတော့အခု PDF တွေရှိတယ် PDF တွေမလွတ်သမား AA မှာရောက်စရာအကြောင်းမရှိဘူးလင်ပြင်းနဲ့သွားလို့ရတယ်တော်တော်ကိုဘုံချင်းနေတယ်ခုနော် နောက်တစ်ခုက KNU ရဲ့တပ်မဟာတိနေမြေမှာအနိမတထုံခရရမှာဆိုလို့ရှိရင်ဥက္ကဋ္ဌပတုစောစုံးမြေအပါဝင်၂၀နဲ့၄ယောက်ကိုရွေးကောက်ပွဲကိုဖျက်လို့ဖျက်စီးအနောက်ချက်ပေးတယ်ဆိုပြီးမှအနိမတထုံမြို့မှာရှိတဲ့ဒီတင်စိတ်ရေးစခန်းမှာနေပြီးတော့ပုံမှန်23ခန့်နေပြီးတော့အမှုဖွင့်လိုက်တယ်ဆိုတဲ့တတိယကိုကျွန်တော်တို့ပြရမယ်အဲ့ဒါက KNU နေမြေမှာ KNU ကတော့အဲ့ဒီမှာကျွန်တော်တို့အကြံဖတ်ဖွေးစီဖြစ်ချင်ညာလိုက်ပြီနော် KNU ကိုဆိုတော့သူတို့ကအမြင့်ဖြတ်ဖို့လေသူတို့ပြောနေတယ်ဆိုတော့ KNU ကတော့ဟုတ်ဖက်မှာသူရဲ့ ဒီစကဆာရဲ့လက်ခံတို့ BGM ကိုသူတို့ဖက်နေတော့ပဲเนาะဖက်နေတော့ပဲသူတို့တော့အကုန်လုံးအကျန်းဖက်ဖြစ်နေဟိုဘက်ကပြပြတတပြောလိုက်ပြီเนาะအဒီစကဆာဖက်ကဆိုတော့ KNU ကိုဖွဲ့စည်းကเนาะနှစ်ပေါက်ခုနဲ့ဆွေးကြောเนาะတကယ်ဝါရင်းတဲ့အဖွဲ့စည်းကအကျန်းဖက်အဖွဲ့ဖြစ်သွားပြီเนาะဖြစ်သွားပြီအခုလူတွေကိုဖမ်းနေပြီဘတို့စောစုံမြင့်အပါဝင်20နှစ်ယောက်ရောက်ပွဲကိုနှုတ်ဆက်လို့ဆိုတော့ဖမ်းလိုက်ပြီเนาะဖမ်းလိုက်ပြီနောက်တစ်ခုကထိုင်းနိုင်ငံချင်းမြို့မှာဆိုလို့ရှိရင်တော့ဒီဖုံးအလုံးပေါင်း200နဲ့နေပြီးတော့သူတို့က လူတွေကလုံလိမ့်တယ်နော်အဲ့ဒီမှာတရက်မှာဘယ်လောက်ရလဲဆိုလို့ရှိရင်သိန်း၄သိန်းရတယ်နော်ပတ်သိန်းပေါင်း၄သိန်းရအောင်တို့ရှာပေးတယ်တရုတ်ရဲ့ call center ော်ခေါ်လို့ရှိရင်အဲ့ဒီမှာဖုန်းတွေနဲ့လိမ့်နေအတိတ်ပြရတော့နော်အဲ့ဒီ call center ကိုသူတို့ဖမ်းမိတယ်ထိုင်းကနေပြီးတော့ဆိုတော့မနေ့ကထိုင်းဝင်ကြီးချုပ်ကနေပြီးတော့ဟုတ်ဖက်မှာ message ကိုလာတယ်လာပြီးမှအခုကြားဖြန့်ကိုစစ်ကြင်ညာလိုက်တယ်ဆိုတော့ဒါကတော့တော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီတည်ရတယ်နောက်တစ်ခုကရုရှားကမြန်မာနိုင်ငံမှာရေကြောင်းလုံခြုံရေးအဲဆေးလက်ချင်းပေါ်အတွက်ရုရှားကနေပြီးတော့စစ်သင်းပေါ်၃စီးရောက်လာတယ်မြန်မာနိုင်ငံမှာဆိုတော့အဲ့ဒီမှာမအလာဖက်ကဒီရေတပ်တွေနဲ့ဒီရုရှားရေတပ်တွေနဲ့လုံခြုံရေး အဲ့ဒီမှာရေချောင်းလုံချွေရဲ့အတွက်ဆေးရည်လေ့ကျင့်ဖို့တော့ရောက်ရှိလာတဲ့ဆိုတဲ့တင်ကိုလည်းကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကစစ်တပ်နဲ့ညှင်းချက်နဲ့ဆွေးနွေးဖို့မရှိဘူးဆိုပြီးမှဒီ KNY ရဲ့နော်အဲ့ဒီမှာဘုံမိုးကြီးနော်ဘူကနေပြီးတော့ပြောလိုက်တယ်ဒီလင်းပြောလိုက်တယ်အရင်တော့က KNY ကနေပြီးတော့အဲ့တော့ဆွေးနွေးဖို့ရှိတဲ့ပါတဲ့ညာနေတဲ့တင်တွေတော်တော်ထွက်ပေါ်နေတယ်ဆိုတော့အခုကတော့တရားဝင်အတီးပြူလိုက်တယ်လုံးဝ KNY ဆိုလို့ရှိရင် ကစားနဲ့ဆွေးနွေးစရာအကြောင်းမရှိဘူးလုံးဝဆွေးနွေးဖို့မရှိဘူးဆိုတဲ့ဟာကိုအတည်ပြုထားတာကိုဒီနေ့တင်မယ့်နေရာမှာတွေ့ရတာအားရစရာပဲအရင်တော့တော့သိုးလို့သိုးလို့ခုကတော့ကြည်ချသိရပြီပေါ့နောက်တစ်ခုကစကိုင်းတိုင်းမန္တလေးမူရွာကလန်ပေါ်မှာဆိုလို့ရှိရင်ဒီကန်တလူနော်ကန်တလူဒုတ်ဂိတ်မှာနေပြီးတော့အဲ့ဒီမှာစကစားအယောက်ပေါင်း၂၀ခန့်ရှိတယ်အဲ့ဒါကိုနေပြီးတော့ဝင်ပြီးတော့တမလိုက်တယ်တမလိုက်တဲ့အခါကျတော့အဲ့ဒီမှာအယောက်ပေါင်း၁၀ယောက်နော်အဲ့ဒီမှာမာခီယာဖြစ်သွားတယ်မျောစာဖြစ်သွားတယ်ဆန်ငယ်ဆန်ငယ်နဲ့အကုန်ထေသွားတယ်နော်ထေသွားတယ်၁၀ယောက် ဆိုတော့ဆေးရောက်တော့ပစင်းကလေးထွက်ပြစ်ကုန်တယ်ဆိုတော့တတင်းကိုတွေ့ရတယ်နောက်တစ်ခုကစကိုင်းတိုင်းမှာဆိုလို့ရှိရင်ဒီအညာဒီတောင်ပေါ်မှာဆိုလို့ရှိရင်တော့ဆင်းမြက်နဲ့ပြန်၉ခုရှိတယ်အဲ့ဒီ၉ခုမှာတော့ဒီတပတ်အတွင်းမှာပဲဒီတော်လိုင်းရဲ့ဖက်က24ယောက်ကြာတယ်ဆိုတဲ့ဟာကိုလည်းဒီနေ့တတိယမီဒီယာနဲ့မှာတွေ့ရမှာဖြစ်တယ်။ဆိုတော့ဒီနေ့နိုဝင်ဘာလ7ရက်နေ့မှာတတိယမီဒီယာနဲ့မှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်။ဟုတ်က Subscribe ကိုနေခါလောက်ကိုနေပေးချပါပြန်ကျွန်တော်ဒီ